င်္ဂလာပါပရိသတ်ကြီးတို့ကျွန်တော်တို့ရဲ့မြန်မာ Sport Media ကနေကြိုးစားလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေတွေပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးအခုဆက်လက်ပြီးတော့အာကစားသတင်းလေးတွေကိုတင်ဆက်ပေးချင်ပါတယ်ရှင်ပြီးပါအိုကိုအပြတ်သက်အနိုင်ယူပြီးတော့ Europa League ပေါ်လူပွဲကိုချစ်တလန်လှမ်းနိုင်ခဲ့တဲ့ Manchester United ရဲ့အကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ် Manchester United တင်ကားကြတာရင်းနှီးညကအက်တလက်တီပြီးပါအိုနဲ့ ရှင်းပြန်ကစားခဲ့တဲ့ယူရိုပါလိအစီအမီဖိုင်နယ်ပထမအကြော်ပွဲစဉ်မှာအထင်ကြီးပွဲဆွမ်းဆောင်ရင်းတဲ့သူအင်ရှင်တွေကို၃ဂိုးပြတ်အနိုင်ရခဲ့ပြီးတော့ဘောလုံးဝတက်နိုင်မှုတေချာတော့ဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။တရက်နေတွေကဂါနာချွေးရဲ့သွင်းကိုကြောင့်အကောင်းဆုံးပုံစံနဲ့ပွဲကိုစတင်နိုင်ခဲ့ပြီလို့ပဲထင်ခဲ့ပေမယ့်စီးချက်တိုင်းကလူကျွန်အလံထောင်ထားခဲ့တာကြောင့်ခေတ္တခဏတာအမွဲခံခဲ့ရပါတယ်။ဒါပေမဲ့လည်းမိနစ်30မှာတော့ကတ်စမီယိုရဲ့အသွင်းကိုနဲ့ဥဆောင်ကိုစတင်ရရှိခဲ့ပြီး ကက်စမရူရဲ့အသွင်းကိုအတွက်မကွိုင်းအားထုတ်ပေးခဲ့တာပါ။နောက်တောင်မှန်ထိတက်ကစားခဲ့ပြီးဘီဘာအိုကစားသမားကိုညာဘက်ကထွက်ပြလိုက်၊ဘယ်ဘက်ကပြန်လှည့်လိုက်။ညာဘက်ကပြန်ထွက်လိုက်လို့ပြီးတော့အေရီယာရဲ့ဖြတ်တင်မောပေးပို့ခဲ့တာပါ။သူရဲ့ပေးပို့မှုကိုထက်ဆင့်ခေါင်းတိုက်ချပေးခဲ့ပြီးတော့ကက်စမဲယိုကအနိကသွင်ယူသွားခဲ့တာပါ။ဗဟိုခံစစ်မှုတဦးအနေနဲ့မကွိုင်းရရဲ့ဒီအားထုတ်မှုကချီးကျူးပွေရာဖြစ်ခဲ့ပါတယ်။လိုင်ယွန်နဲ့ပွဲရုံးကကြက်ရင်ငှက်ရင်အခြေအနေမှာလဲသူတိုက်စစ်မှုနေရာတက်ကစားပေးပြီးခေါင်းတိုက်ကဖိုးတက်အနိုင်ကိုသွင်ပေးခဲ့တာပါ။ အခုလဲဆမ်မာမေးစ်မှာ United တို့အနိုင်ရဖို့အတွက်သူကူညီပေးနိုင်ခဲ့ပါတယ်။ခေါင်းကြီးခေါင်းကြီးဆိုတဲ့အတန်နဲ့ပလူပြန်နေအောင်ကြားနေရပြန်ပါပြီ။ခေါင်းကြီးရဲ့ပါဝင်ပတ်သက်မှုတွေကတော့ခြေကျူးစရာတွေဇက်တိုက်ပါပဲ။ United ကနေရောင်းထုတ်ခံရတော့မယ့်အနေအထားကနေအားလုံးရဲ့ယုံကြည်မှုပြန်ရလာအောင်ကြိုးစားခဲ့ရတာတွေကအရာထင်နေခဲ့ပါပြီ။ United ကနေထွက်ရလို့နေပါဖြစ်ခဲ့တဲ့ကစားသမားကအခုတော့အားလုံးရဲ့ယုံကြည်မှုချီးကျူးမှုတွေကိုပြန်ရလို့နေပါပြီ။အမိုရင်ရဲ့အသင်ကနောက်ထပ်2မိနစ်အကြာမှာပဲ VAR က penalty ပေးခဲ့တာကြောင့် နောက်ထပ်ဥဆောင်ကိုရရှိမဲ့ရွှေရောင်အခွင့်အရေးကိုရရှိခဲ့ပြန်ပါတယ်။ Manchester United အတွက် penalty ကိုအသင်းကောင်းဆောင် Bruno Fernandes ကသွင်းယူပေးခဲ့ပြီးတော့ပထမပိုင်းမှာပြီးဆုံးခင်ပါတယ်။နောက်ထပ်တကူထပ်မံသွင်းယူပြီးတော့ပွဲကိုအဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။ Manchester United အသင်းကဒုတိယပိုင်းမှာ Ancient Athletic Bilbao ကိုခြေပါဂိုးတွေပြန်မသွင်းနိုင်အောင်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတဲ့နောက်မှာတော့နောက်လာမယ့်အပတ် Old Trafford မှာကစားမယ်ဒုတိယကြော့ပွဲမတိုင်ခင်ပြတ်သားတဲ့ရလဒ်ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်နီးပြရူဗင်အမွေကဆမ်မော့စမစ်မှာအက်တလက်တစ်ပြီးပါအိုကို3-0နဲ့အနိုင်ရပြီးပိုလ်လူပွဲကိုခြေတလန်လန်းနိုင်ခဲ့ပြီးတဲ့နောက်ကစားသမားတွေကပို့ပြီးအညာတာကင်းမဲ့ခဲ့ရမှာလို့ညင်ညူခဲ့ပါတယ်။စပိန်မြောက်ပိုင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာကက်စမီရိုကမန်ချက်စတာယူနိုက်တက်အတွက်အဖွင့်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပြီးဘရူနိုဖာနန်ဒက်စ်ကပထမပိုင်းမပြီးခင်မှာပဲပွဲကိုအဆုံးသတ်နိုင်စေမယ့်နောက်ထပ်ဥဆောင်ဂိုးနှစ်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ VAR ကအချိန်ကြာမြင့်စွာပြန်လည်စစ်ဆေးပြီးတဲ့နောက် VVN ကိုအနီကန်းနဲ့ထုတ်ပယ်ခဲ့တာကလည်း Manchester United အတွက်ကြီးမားတဲ့အကူအညီဖြစ်ခဲ့တာပါ Manchester United အသင်းအနေနဲ့ဒီလအနောက်ပိုင်းမှာကစားရမယ့်အပိုလူပွဲအတွက် Sam Mars Miss ကိုပြန်မလာနိုင်ခဲ့ဘူးဆိုရင်တော့ကြီးမားတဲ့လဲပြုံမှုလို့သတ်မှတ်ရမှာဖြစ်ပါတယ်အမွေင်ကသူ့ရဲ့အသင်းရဲ့ကိုပြတ်နိုင်ွယ်ရရှိခဲ့ပြီမဲ့လေဒုတိယအကြော့အတွက်ပို့ပြီးတတောင့်တတာဖြစ်အောင်မလုပ်နိုင်ခဲ့တာကိုစိတ်ပြက်ခဲ့တာလည်းဖြစ်ပါတယ်။ရလကတကယ်ကောင်းတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရလက်ကိုနားလည်ဖို့လိုပါတယ်။တစ်ချိန်တည်းမှာပဲကျွန်တော်တို့အစာပိုင်းမှာအများကြီးရုန်းကန်ခဲ့ရတယ်။ပြီးတော့ကက်စမီယိုစီကဂိုးနဲ့အတိုင်းရဲ့အနီကန်နဲ့ထုတ်ပယ်မှုကပွဲကိုပြောင်းလဲသွားစေခဲ့ပါတယ်။ဒါပေမဲ့ဒါကကောင်းတဲ့အကြပါကျွန်တော်တို့ကန်လေးလည်းနည်းနည်းကောင်းနေခဲ့တာကြောင့်ဂိုးပြန်မပေးရအောင်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ဘယ်လိုပွဲမျိုးမဆုံးအခြေအနေတခုမှပြောင်းလဲသွားနိုင်ပါတယ်။ကျွန်တော်တို့နောက်ထပ်တစ်ချိန်ဂိုးသွင်းနိုင်မယ့်အခွင့်အရေးရခဲ့တယ်လို့ထင်ပါတယ်။ဒီပွဲကမပြီးသေးပါဘူး။သူတို့လည်း Ultra 4မှာအခုလိုမျိုးလုံးပြနိုင်ပါတယ်။ ။ဘာလို့လဲဆိုတော့သူတို့ကတကယ်ကိုအားကောင်းပြီးပြင်းပြင်းထန်ထန်ကစားနိုင်တဲ့အသင်းမို့လို့ပါ။ကျွန်တော်တို့ကွင်းမှာလည်းတယောက်ထုတ်ခံရတာဖြစ်လာနိုင်လို့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ Sporting နဲ့အတူ Champions League မှာအမြင့်ပြန်နေရကနေ Europa League ကိုခုံဆင်းလာတဲ့အမွင်ကတော့အခုထက်ထိကိုတရားဒီအတွက်ဥရောပရှုံးပွဲဆိုတာဂျိုကြီးနဲ့လားမေးယူရလောက်တဲ့အထိအရှုံးကိုခောက်ထားနိုင်တဲ့နည်းပြပါ Sporting Champion League 3ပွဲနိုင်2ပွဲသေး Manchester United နဲ့ Europa League 9ပွဲနိုင်2ပွဲသေး ရူဖင်မိုရင်ကခေးတဲ့နီးပြတော့မဟုတ်ပါဘူး။ပရီးမီးယားလိမှာတိုင်ပတ်နေရဆိုလို့ကလည်းလက်ခံပေးလို့မရသလို။ဥရောပမှာကျန်းနေတာကလည်းအံ့အားသင့်ဖို့ကောင်းလွန်နေပါတယ်။ယူရိုပါလိစုခုလိုက်နိုင်ရင်တော့ amazing မှာပဲပြည်သက်ကြီး။ပရီးမီးယားလိဂုံတိတ်ခါဆက်လက်ထိမ့်သိမ်းသွားသူများဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်။ချန်ပီယံလိမှာအာဆင်နယ်က PSG ကိုမထင်မှတ်ပဲရှုံးနိမ့်သွားပေမဲ့ယူရိုပါလိဂ်ကွန်ဖရင့်လိဂ်က PL 3တင်းလုံးအခြေအနေကောင်းခဲ့ပါတယ် မိဘအုပ်ကင်းမှာမန်ချက်စတာယူနိုက်တက်ရုန်းကန်ရလိမ့်မယ်လို့မျှော်လင့်ထားတယ်။ပွဲအစပိုင်းမှာတော့ဖီအာပေးတိုက်စစ်ခံရတာကလွဲပြီးအခက်အခဲမရှိခဲ့ပါဘူး။ပွဲအစမိနစ်30မှာကတ်စမေယိုရဲ့ခေါင်းတိုက်သွင်းကိုကယူနိုက်တက်ကိုစိတ်တက်တက်ကြွစေခဲ့ပါတယ်။36မိနစ်မှာပန်နန်တီအေရီယာအတွင်းဝိုင်လန်းကိုပြင်းပြင်းထန်ထန်ပြစ်ဒဏ်ကျူးလွန်ခဲ့သူဒန်နီယယ်ဗီဗီယန်ထုတ်ပယ်ခံလိုက်ရတဲ့နောက်ပွဲကယူနိုက်တက်အတွက်ပိုပြီးလွဲကူသွားခဲ့ပါတယ်။ ဒါနဲ့ပဲ03ရာလန်နဲ့ပြက်ပြက်သားသားအနိုင်ယူကဒုတိယအကြော Ultra Fort မတိုင်မီစိတ်အေးရပါပြီ။ Spa ကလည်း Bodo Kling ကိုအင်ကွင်းမှာ3-1နဲ့နိုင်ပြီးဘောလုံးပွဲတက်ဖို့85ရာခိုင်နှုန်းလောက်တိကျသွားပါပြီ။ Lazio ကို Quarter Final မှာဖြုတ်လာခဲ့တဲ့ Bodo Kling က Spa အသင်းကိုတော့3-2နဲ့ဂိုးပြတ်ရှုံးနိုင်ခဲ့ရပါတယ်။ Spa ဘက်ကလည်းပွဲအစ10မိနစ်မှာဥဆောင်ကိုရခဲ့ပြီးတဲ့နောက်ပနတီပေးခဲ့ရလို့သာ3-2နဲ့ပွဲပြီးခဲ့ရတာပါ။ ဒုတိယအကြော့ကိုဘိုဒိုဂရင်ကွင်းမှာကစားရအောင်မှာဆိုပေမဲ့3-1ဆိုတဲ့ရလဒ်ကစပါအသင်းကိုဖိုင်နယ်တက်ဖို့အတွက်အခွင့်အရေးဖြစ်စေခဲ့ပါတယ်။ဒါကြောင့်မလို့စပါအသင်းနေနဲ့မန်ယူအသင်းကြီးတို့ယူရိုပါလိဖိုင်နယ်တက်ပြီးတော့အင်္ဂလန်ဖိုင်နယ်ဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ All English Final ကိုမြင်တွေ့ရဖို့များနေရာမို့ Premier League အဆင့်14နဲ့16နေရာကနှစ်သင်းစလုံးအတွက် Champions League မှာဖြတ်လန်းနေတဲ့ပါဝင်ရှင်ပြိုင်နိုင်မယ့်အခွင့်အရေးပါ။ Chelsea ကလည်း Sweden Club Garden Chelsea ကလည်း Sweden Club ဂျာဂါဒန်ကွင်းမှာ14ဆိုတဲ့ရာလန်နဲ့ဂိုးမိုးရွာခဲ့ပါတယ်။အပြရန်ကလပ်ရဲ့အနေထားနဲ့ကွန်ဖရင့်လိဂ10တန်းကျောင်းသား KG တန်းဝင်ဖြစ်သူတို့လွဲကူလုံးနေရာကြောင်း Fiorentina ဘတ်တစ်တို့လည်းသူတို့ကိုတားဆီးနိုင်မှုမဖြစ်နိုင်တော့ပါဘူး။တသာအရာနဲ့ဂိုးပြတ်အနိုင်ယူပြီးဘိုလ်လူပွဲတက်ရောက်ဖို့အချိန်နေကောင်းသွားပါပြီ။ခြေဆွဲရတိတ်ပြီးအားရစရာမဟုတ်သေးဘူးဆိုပေမဲ့လိုချင်တဲ့ရလက်ရအောင်ယူခဲ့တာအတော်လေးကောင်းပါတယ်အထူးသဖြင့်ဂျက်ဆန်တွင်းကိုတွေတွင်းယူရင်းအရေးပါတဲ့ယာတီကုန်ခန်းကြီးကာလာမှာ ပြောင်းစီမှုတွေပြန်ရတာအတော်လေးအရေးပါပါတယ်။နောက်ပိုင်းပွဲတွေမှာတိတိတသာတိုးတက်လာတဲ့တစ်ခုကကစားပေါ်မကောင်းရင်နေပါစေ။လိုချင်တဲ့ရလက်ရအောင်ယူတက်လာတာမြင်တွေ့ရပါတယ်။ဒါပြီးရင်တော့လီဗာပူးနဲ့ဘစ်ချ်မန်ရှိတဲ့အတွက်ဒီပွဲမှာပွဲပန်းမှာကိုအတော်လေးစိုးရင်နေခဲ့တာပါ။ဒါပေမဲ့ဒီပွဲကနေအနိုင်ရလက်လည်းရယူနိုင်ခဲ့သလိုပွဲလဲသိပ်ပြီးအားဆိုင်စရာမလိုပဲအနိုင်ရခဲ့ပါတယ်။အထူးသဖြင့်ဒုတိယပိုင်းမှာလူဝင်စာ အထူးသဖြင့်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ Jackson ရဲ့အတွန်းအလှုပ်တွေကအချက်စီးကိုအခုလိုကိုးပြတ်နိုင်ပွဲနဲ့မနက်ခင်းကိုအသက်ဝင်စေခဲ့တာပါသူ့ရဲ့ pressing ပေးတာတွေကနေ Two Garden အသင်းခန်းစစ်ကြောင်းကအမှားရွင့်နေစတင်လှုပ်လာပြီးတော့ Chelsea တို့ Sweden Club ကိုဂိုးမိုးရွာနိုင်ခဲ့ပါတယ်။တပွဲလုံးခြုံပြောရရင်တော့ဆန်ချိုကဒီယာဒီလေးကိုအမြောက်တွင်းကိုကိုတွင်းယူနိုင်ခဲ့သလိုရောပါမှာ Chelsea အတွက်ပထမဆုံးတွင်းကိုပြန်လဲတွင်းယူနိုင်ခဲ့တာပါ။အန်ဆိုရဲ့ဒီယာဒီပြိုင်ပွဲစဉ်16ဂိုးမြောက်ဂိုးပါဝင်ပတ်သက်မှုနဲ့ ကိုပါမားရဲ့ဒီယာဒီ23ခုမြောက်ဂိုးပါဝင်ပတ်သက်မှုကိုမြင်ခဲ့ရပါတယ်။အခုတိုင်းသာဆိုရင် UCN နဲ့ UEL ကိုအင်္ဂလန်ကလပ်တွေကကိုင်မြောက်နိုင်မှုသေချာတော့ရှိနေပြီးတော့ Premier League ဘောလုံးပရိသတ်တွေက UCL စီမီဒုတိယအကြော့မှာ Arsenal ပြန်လာတာကိုငန့်နေနေကြမှာပါ။ Fiorentina နဲ့ပွဲမှာ Batte အတွက် Anthony ကအနိုင်ကိုတကူသွင်းပေးခဲ့ပါတယ်။ Batte ကစားသမားဘဝအတွင်းကိုပါဝင်ပတ်သက်မှု၁၀ချိန်ထိရှိသွားခဲ့ပြီဖြစ်ပြီးတော့ အသင်းနဲ့အတူယူရိုပါကွန်ဖရင့်ဘောလူပွဲကိုတက်ဖို့နီးနစက်နေပါပြီ2-1နဲ့ဘတ်တစ်တို့အနိုင်ရခဲ့ပြီးဒုတိယအကြော်အတွက်အသာစီးရသွားခဲ့တာပါအန်တိုနီကသူ အားမတန်တဲ့ညာခြေနဲ့ကန့်သွင်းခဲ့ပြီး outside of the box အနေထားပါ United ကိုသမဟောင်းဒီဂီယာလည်းဘာမှမတက်နိုင်ခဲ့ပါဘူး United မှာ16လောက်ပါဝင်ပတ်သက်နိုင်မှုပွဲပေါင်းများစွာကစားခဲ့ရပေမယ့် back team မှာတော့သူ16ပွဲကစားပြီးချိန်မှာပဲရယူနိုင်ခဲ့ပါတယ်အသင်းကိုစုပလိုက်ရတဲ့အထိအကူအညီပေးနိုင်မလား ဆန်ချိုကချက်စီအတွက်အဖွင့်ကိုသွင်းပေးခဲ့ပြီးတော့အန်တိုနီကတော့ဘတ်တစ်အတွက်အနိုင်ကိုသွင်းယူပေးကနှစ်သင်းစလုံးအနိုင်ရရှိပြီးကွန်ဖရင့်လီဖိုင်နယ်မှာဆရာသမားနှစ်ဦးထိတ်တိုက်တွေ့ဆုံရဖို့ရှိနေပါတယ်ပရိသတ်ကြီး။